အတန်းအားဆိုလို့ရှင်ဒီမြန်မာတွေနဲ့မစိမ့်ပါဘူးဆရာဗဒါကိုနေရာတကာမှာတုံးကြတယ်ဆရာဒါပေမဲ့ဗဒါကဘယ်ရရတယ်ဗဒါကအန်တရဘယ်လောက်ရှိတယ်ဗဒါနဲ့ပတ်သက်တဲ့အတုံးတွေပေါ့နော်ဒါဂါကနနမသိကြပါဘူးဆရာဆိုတော့ကျွန်တော်ဗဒါကိုပေါ့နော်ဓာတုဗေဒအရာဘယ်လိုခေါ်လဲဗဒါဆိုတာဘာလဲနည်းနည်းပြောပြပေးပါဆရာ ကြားဆိုတာကတော့ mercury ပေါ့ကျွန်တော်ဗမာတွေမသိဘူးဆိုတာ hinder ပြဒါဆိုပြီးတော့သုံးရတယ်နောက်တစ်ခါကျတော့အကြီးရထိုးရင်ကြားကိုအများကြီးသုံးရတယ်ကြားသေးဆွေဝဆိုတော့ပြောကြတယ်အဲ့တော့ကြားကတော့အားလုံးတော်တော်လေးကိုသိကြတယ် chemistry ကတော့ဓာတုဗေဒမှာ mercury လို့ခေါ်ပါတယ် mercury ကအတန်မှတ်စဉ်80ရှိတော့သူ့ကို heavy metal လို့ခေါ်ပါတယ်သူစီမှာ proton အလုံး80ပါ proton ဆိုတာအလေးချိန်ရှိတဲ့အပေါင်းထက်စစ်တပ်ဝင်တဲ့အမှုံပေါ့သူကများလေလေအဲ့ဒီပစ္စည်းကလေးလေလေပဲပန်ထက်ကိုဗဒါအများကြီးလေးပါတယ်အားလုံးသိပါတယ်ဒါပေမဲ့ဗဒါကအရေးဖြစ်တယ် heavy metal ထဲမှာအရေးဖြစ်တဲ့ဟာကဗဒါတစ်မျိုးပဲရှိပါတယ်သူက ဒီအတန်မှတ်စဉ်80ဖြစ်တဲ့အတွက်သူ့နဲ့နီးစပ်တဲ့ပစ္စည်းတွေကြီးလိုက်ရင်ရွှေကိုတွေ့ရလိမ့်မယ်ရွှေက အတန်မှတ်စဉ်89ဖြစ်တယ်ရွှေနဲ့ဗရာအရန်နင်းနီးကက်ကက်ရှိနေတယ်ဆိုတော့ဘုံတက်တိရောဘလို့ရှိလဲနောက်ရွှေနဲ့ဗရာကိုပေါ့နော်ဟုတ်မြန်မာတွေကတော်တော်ရွှေကိုလည်းကြိုက်ကြတယ်ဒီဗရာကိုလည်းဒီဆော့ဆော့လိုပဲပေါ့နော်ရာဇဝင်နဲ့ချီပြီးတော့ဗရာကိုတုံးကြတာရှိတယ် ဆိုတော့ရွှေနဲ့ဗရာအဆက်ဆက်ပုံနဲ့နည်းနည်းရှင်းပြပေးပါရှင်။တကယ်တကယ်တော့ mercury ကမှ proton ကအလုံး80ရှိတယ်။ရွှေမှာကျတော့89လုံးရှိပါတယ်။အဲ့တော့ရွှေကိုလိုချင်ရင်တရားတွေက proton တစ်လုံးဖယ်လိုက်ရင်ရနိုင်တယ်ဆိုတော့အကြီးရပညာရှင်တွေကအရင်ကဘယ်လိုလုပ်သိလဲဆိုတာကျွန်တော်တို့လည်းနားမလည်နိုင်ဘူး။ဒါပေမဲ့တကယ်တမ်းကြည့်လိုက်ရင်ရွှေကအဝါရော မာကူရီပြထားကတော့အဖြူအောင်ငွေအောင်ရွှေရအခဲမာကူရီကအရင်ရွှေကိုကင်လို့ရတယ်မာကူရီကကင်လို့မရဘူးရွှေကအငွေမပြန်နိုင်ဘူးမာကူရီကအငွေပြန်သွားနိုင်တယ်သိသီးစားကမကွာပေမဲ့ရွှေနဲ့ပြထားအမလန်နီးဆက်တယ်ဆိုတာကိုတချင်ကသိထားရတယ်ဒါကြောင့်သူတို့ကပြထားကိုဖိုထိုးလိုက်ရင်ဖြစ်ပရိုတွန်ကထုတ်နိုင်ရင်ရွှေဖြစ်သွားမလို့ဆရတယ် ို့မဟုတ်ဒီပဓာကိုတနည်းနည်းနဲ့ကျွန်တော်တို့သိတိပေါ့တင်လိုက်နိုင်ရင်နောက်တိုင်းကလည်း philosopher stone ပေါ့ဒါလည်းရှင်လုံးဆိုတဲ့ဟာကဖို့ထိုးတော့ရရင်ကျန်တဲ့တတုတွေနဲ့ထိတွေ့လိုက်တဲ့အခါမှာအဲ့ဒီတတုတွေကရွှေဖြစ်ပြောင်းလဲနိုင်တယ်လို့ယူဆတဲ့အယူဆပါအဲကြောင့်ပဓာကိုအရင်ကအထူးဖြစ်ဖို့ထိုးတဲ့နေရာသုံးတယ်မြန်မာတွေကဟင်းတဲ့ပြည်သားဆိုတော့ဒီဆေးတွေမှာ ော်တော်လေးကိုသုံးကြပါတယ်။ဒါပေမဲ့ပြဓာကအဲ့လိုမျိုးသုံးရင်အန်ဒီရဲ့အနှဲငယ်ရှိနေတာကိုတွေ့ရတယ်။ဟုတ်ကဲ့ပါဆရာ။ဗဓာရဲ့အန်ဒီရဲ့ကိုနည်းနည်းပြောပြပေးပါဆရာ။ဘယ်လိုပုံစံနဲ့အန်ဒီရရှိလဲပြောပြပေးပါဆရာ။ပထမဆုံးသိတာကတော့ပြဓာကိုသူတို့အဲ့အနီရောင်ဆေးချေတဲ့ဒီမှာပဲသုံးတာများတယ်ဒီမှန်နေမှာလဲအနောက်ကခင်းစပဒရားသုတ်တယ်ဆိုတော့သုတ်ကြတယ်ပြင်သက်မှာတခါတော်တော်ခစ်စားရတယ်ဗာလဲဆိုရင်အုတ်ထုတ်တယ်မှာ အနီရောင်ဆေးဆိုးရတယ်အဲ့အနီရောင်ဆေးဆိုးရတဲ့အုတ်ထုပ်ကိုရှိမှာပဲအဲ့ဒါလေဒီဆေးဖြစ်ကြတယ်အဲ့တော့မိန်းမတွေအတွက်ဒီအုတ်ထုပ်တွေကိုထုတ်ပေးတယ်အဲ့ဒီအုတ်ထုပ်ကရတယ်ပဓာရင်းနဲ့ပြဿနာတက်ပါသူက nerve ဆေးအကျောတွေမှာသွားထိခိုက်တယ်အုံနောက်သွားထိခိုက်တော့ခက်ယူးကြံကြောင်းတွေဖြစ်လာကြတယ်အဲ့ဒီယောဂါကနောက်ပိုင်းမှာပဓာရောက်ဆိုတာကိုတော်တော်ကြာမှဒီ20ရာစု11လောက်မှစတင်လာ ဆက်ဗဒါကိုဘဲရရတာပါလဲဆက်ဗဒါကတော့ခုနပြောတယ်လို့ကအမာဂမ်နည်းနဲ့လဲဒီတတုတွင်းတော့မှရှိရသူကိုယ်တိုင်လာသူထွက်လာတာလည်းအများကြီးရှိတယ်စတွေ့တာကတော့တရုတ်နဲ့အိန္ဒိယနဲ့ပေါ့အတော်လေးကိုသုံးကြတယ်အတရုတ်နဲ့အိန္ဒိယသုံးလို့ဗမာပြည်ကတရားပေါက်ပါမှာပဲဗမာကသူတို့စည်ရင်နဲ့မှသာမထည့်လာတာပေါ့မြန်မာကလည်းအဲ့ဒီကဗဒါကိုတော်တော်လေးသုံးမယ်ဟောရှင်အစ္စကောနာလိုလက်ထက်ကြရတယ်သုံး တာရှိတာပဲစည်ရင်းထဲမှာရှိတယ်။တခြားကကျွန်တော်တို့ဒီတတုတွင်းနေရတယ်ပဲသဘာဝအတိုင်းထွက်ပါလေ။ organometallic compounds ဖြစ်ပြီးတော့ဒီနေရာတခါမှာတော့သူရှိတယ်။ဟိုအဖြစ်ခရမ်းရင်သီးတို့ဒီခရမ်းသီးတို့နော်ပဲတော့တို့ဘာလို့မှလည်းရှိတယ်။ကျွန်တော်တို့ဒီ arsenic လိုမျိုးပဲပြတာဟိုဖြစ်နိုင်စရာအကြောင်းရှိတာကရေတို့မြေတို့တဲ့မှာ pH နိုင်တဲ့ခါ pH နဲ့တော့5 to 7ပေါ့အောက်ပိုင်းမှာဆိုရင်ဒါအဆိတ်တွေဖြစ်နိုင်ကြအကြောင်းရှိတယ်။ဒါကြောင့်ဒီဥမာဖြစ် spirulina လို့ပြောလို့ကြာရင်အမှန်တန်သတိထားရတယ်။ spirulina ဆိုတာစိမ့်ပြိုင်ရင်ညှိပုံမှန်ပြီးကထုတ်တယ် provimin အဲ့ဒီမှာလေကကျွန်တော်တို့စမ်းသပ်ဖို့လိုတယ်အဲ့ဒီနေရာတွေမှာဗဒါရှိရင်ဒီ provimin ကအရန်စုပ်လို့ရတာလေဗဒါရှိရင်မရအောင်အဲ့လူတွေနားမှာနေမဲ့တခုဖြစ်မှာဆိုရင် အဲ့ဒါတွေမစမ်းသတ်တော့အန်ဒီရဲ့အမြန်အမှန်ကြီးပါလေဒါချက်ချင်းမသိရပါဘူးဖြည်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 းနဲ့ဖြစ်သွားတာပါအဲ့တော့ဒါလေး view set ဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်ခဏက isotope တွေဖြစ်တယ်အဲ့ဒါလေးပြောပြပါဦးကြည့်ကြတော့ isotope စေသူ့မှာတော့အများကြီးရှိတယ်ဒါပေမဲ့သူကတော့ radioactive နည်းနည်းဖြစ်တဲ့ဟာတွေရှိတယ်ဘာသူကသူပြိုကွဲတာဒါပေမဲ့ alpha ray လောက်ထွက်တယ်ဘာမှတော့ပြဿနာမရှိပါဘူးသူကသူပြိုကွဲတာ isotopes ပေါင်း10ခုလောက်ရှိတယ်။တချို့ကကြာမတည်မြဲတော့နိုင်ရီပိုင်းပဲပျက်စီးသွားတချို့ကကြာတော့လည်းနှစ်ပေါင်း2000 3000ထိကို half life ရှိတယ်မတည်မြဲတဲ့။အဲ့တော့ကျွန်တော်တို့သုံးနေတဲ့ပဓာတ်တွေကတော့ဒီ half life အရှိကြီးဖြစ်တဲ့အားတွေပဲကျွန်တော်တို့ဒီ radioactive ဖြစ်တဲ့ ray တွေလည်းတကယ်တည်းဟောထွက်တာကိုမသိရပါဘူး။သိရင်တော့အမှန်တန်နည်းနည်းလေးပဲထွက်တော့ပြဿနာအများကြီးမရှိဘူး။